ဖြစ်တယ်။သို့တော့နာမည်တက်ပြီးပြောပိုင်권မရှိ။အခုကျွန်တော်စာကိုတွေ့တဲ့ညီမလေးတယောက်ကငါ့ကိုများပြောတာလားလို့တွေးမိခဲ့ရင်ဟုတ်ပါတယ်။သိချင်ရတဲ့ညီမလေးကိုရည်ညွှန်းထားတာပါပဲ။ကျွန်တော်အုံနောက်ရဲ့နေရာတစ်ခုလုံးကညီမလေးချောင်းနေပါပဲဗျာ။နှလုံးသားတစ်ခုလုံးကတော့ပေးထားပြီးသားဆိုတော့သိပြီးပြောပြနေဖို့မလိုတော့ဘူးထင်ပါတယ်။အခုကလေးကညီမလေးအချောင်းလေးကို မဆူဆောင်တည်တည်လေးနဲ့မထာတက်နေပါဘူး။ဆိုင်းရင်ပြင်းတဲ့ကျွန်တော်တော့ကိုကိုကိုအံ့ဩမိတယ်ဗျာ။ဒါဟာချစ်ချင်တမျိုးပဲလားပေါ့။တကယ်တော့ကိုရူးနှစ်ယောက်ရေစားတွေဖြစ်လာခဲ့ရင်အသေးစိတ်ကအစကူးဆိုင်ပေးနိုင်အောင်လို့လေ။မိမလေးကတော့အခုကူးဆိုင်ပေးတာလေးတွေကိုကြည့်ပြီးအခုကိုချစ်ချင်မှတ်တွေထိုင်ပေးနေပေါ့။ချစ်တယ်။သို့တော့နာမည်လေးတော့လိုအပ်ခွင့်ပြုပါနော်။ ခွင့်ခါကြုံရင်တော့တသက်စာပိုင်ဆိုင်ခွင့်ဆိုတဲ့ဘူပိုင်ခွင့်လေးတော့ရကျင်မိပါတယ်တကယ်ပါဒါကြောင့်အကူညီမကိုချစ်တယ်ညီမလေးရဲ့စကားပြောပုံလေးတွေကအဆအကူချစ်တယ်ညီမလေးရဲ့အကျင့်တသေးလေးတွေကအဆအကူတိတ်မြတ်လို့ချစ်တယ်သို့တော့နာမည်လေးတော့လိုအပ်ခွင့်ပြုပါနော်တိုင်းသူလေးဆိုတော့ နာမည်လေးကဖတ်ရမရခတ်ပြီမဲ့ချစ်စလုံးလုံးနဲ့ကလေးလေးလိုပဲဖတ်မှတ်ခွင့်ပြုပါနော်ကိုယ့်ရဲ့အထူးကျန်တဲ့ခန်းစားချက်တွေကိုဒီနေ့တော့ကလေးလေးမြင်နိုင်ပါစေနော်